အာနာသိမှုကြောင့်စစ်ကောင်စီကျွလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေပေါ်ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရပဲအလုံးစုံတာဝန်ခံရမယ်လို့ရမညဖက်တွေအင်အားစုတစ်ကမေလ14ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ်။မေလ12ရက်နေ့ကသခိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်းရွာစာတင်ကျောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဆီယာမတွေပါဝင်ကလေးငယ်တွေထိခိုက်ဒိဆုံးရမှုနဲ့ပတ်သက်ပြီးသဘောထားထုတ်ပြန်ကြမှာဖော်ပြထားတာပါ။အိုးတိန်တွင်းရွာ စာတင်ကြောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆီယာမနှအူကလေးသူငယ်22ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူ60ကျော်ရှိတာဟာနိုင်ငံအတွက်နောက်ထပ်ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ NRFF ကဆိုပါတယ်အနာသိမိနောက်စစ်ကောင်စီအနေနဲ့စစ်ရာဇဝမှုတွေကိုတရားလွတ်လွတ်ကျူးလွန်နေပြီးအခုလိုစာတင်ကြောင်းကိုရွယ်ချက်ရှိရှိလေကြောင်းပုံကျဲတိုက်ခိုက်တာကျောင်းသားကျောင်းသူပါဝင်ဆရာဆရာမတွေကိုတပ်ဖြတ်ခဲ့မှုတို့ပြစ်ဒဏ်ကျင်းလို့ခွင့်မရှိစေရဘဲတာဝန်ခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် ။ဤသူတွေနေနဲ့ငလင်တန်းကြောင့်အတိဒုက္ခရောက်နေစဉ်စစ်ကောင်စီဟာနိုင်ငံတကာကိုမျက်နှာချိုးသွေးပြီးအပြစ်ခတ်ရစေးရေးကြီးညာထားပေမဲ့သူတို့ကိုယ်တိုင်အကြိမ်ကြိမ်စတင်ချိုးပေါက်ကာအရသာပြစ်မှတ်ကိုတိုက်ခိုက်တာဟာစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းတဲ့လုပ်ရဖြစ်တယ်လို့ဝေဖန်ထားပါတယ်။အခုလိုရသားပြည်သူတွေနဲ့ကလေးငယ်တွေတေကြီးပျက်စီးစေခဲ့တဲ့စေုပ်စုရဲ့အကြမ်းဖက်လုပ်ရတွေဆက်လက်မဖြစ်ပွားစေဘူးနိုင်ငံတကာအတိုင်းဝိုင်းတွေအနေနဲ့လီယင်စီပါဝင်စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချနေမှုတွေကိုချက်ချင်းရပ်တန့်ပြီး လက်တွေ့ထိရောက်တဲ့အရေးယူမှုတွေချမှတ်ပေးဖို့ NRF ကတောင်းဆိုထားပါတယ်။ရမျက်ဘတ်တွေအင်အားစုသည့် NRF အနေနဲ့မြန်မာပြည်သူတွေအတိတ်ဒုက္ခချုပ်ငင်းစေရေးအတွက်အာဏာရှင်စနစ်အမြင့်ဖြတ်ချေမှုန်းရေးနဲ့ဘက်ထရီဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွေမှာလူထုနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။